ကြီးရဒီနောက်ဆုံးပေါ့နော်ဒီနောက်ဆုံးအကြီးဆုံးကြီးမှန်းချက်ပေါ့နော်ခုလို့ဆိုမွေထိုင်းမှာလည်းအပြေဝအာယုံစိုက်နေပြီနိုင်ဝဲလည်းပြန်ရထားပြီစိတ်တက်ကလည်းပြန်ကြွနေဆိုတော့ကြီးရဒီအဓိကပြစ်မှတ်ကြီးရပေါ့နော်ဘယ်ဘယ်ဘယ်လိုပါတယ်ဖြစ်မလဲရှိရရှိရဆိုတာကျွန်တော်ကအများကြီးတော့မပြောချင်ဘူးမဖြစ်လဲမဖြစ်လာခဲ့ရှက်တယ်လေအဲ့ပေါ့ဒါမဲ့ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုရှိတယ်ကျွန်တော်သွားဟုတ်သွားမယ်โอเคဟိုလူငယ်တွေရဲ့ပရဇက်ကတော့သွားခြင်းနဲ့သွားခြင်းနဲ့ကျွန်တော်လည်းသွားခြင်းပါလေ ကျွန်တော်ထိုးခြင်းနဲ့ဝမ်းပါဒါပေမဲ့ကျွန်တော်ရောက်သွားမှာပါโอเคရောက်ပါစေလို့လည်းဆုတောင်းပါနေဟုတ်ကျေးဇူးပါအနာပြေပေးလို့မင်္ဂလာပါခင်ဗျာဒီခါတော့135စင်မြင့်ထက်မှာမကြခင်မြင်တွေ့ခွင့်ရပွဲရှိတဲ့မြန်မာလူငယ်ဖိုက်တာတယောက်အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်ဒီနေရာမှာမြန်မာမျက်နှာသစ်ဖိုက်တာတွေ135စင်မြင့်ထက်မှာခွင့်ရရတာထူးဆန်းဟုတ်ရလားဆိုပြီးမေးခွန်းထုတ်မယ်ဆိုထုတ်လို့ရပါတယ် တကယ်တော့မြန်မာမျက်နှာတဲ့ fighter တွေကို one championship ကဇက်တိုက်ခွင့်ရေးပေးနေတော့အထူးဆန်းကြီးတော့မဟုတ်ပါဘူး။သို့တော်လည်းအခုပြောပြမယ့် fighter အတွက်ကတော့နည်းနည်းလေးထူးကြပါတယ်။ဘလိုပုံစံမျိုးနဲ့ထူးခြားတာလဲဆိုတော့ဒီ fighter ကမြန်မာဘက်အချမ်းကနေလာပြီး135စစ်မြင့်ထက်ကိုတက်ထိုးမဲ့ fighter မဟုတ်ပါဘူး။ high back မှာပုံစံမျိုးစုံနဲ့ရုံကန်ကြိုးစားရင်းကနေ135စစ်မြင့်ထက်အထိတက်လန်းလာဖို့အခြေအနေကောင်းနေပိုင်ဆိုင်နေလို့ဖြစ်ပါတယ်။ One Championship ဟာ2025ခုနှစ်ကိုကူးပြောင်းလာချိန်ကစလို့မြန်မာလက်ဝဲလောကကမျက်နှာသစ် Fighter တွေကိုဇက်တိုက်ခွင့်ရေးပေးခဲ့တာအခုချိန်ထိပါပဲအဲ့ဒီ Fighter တွေအားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်မြန်မာပြည်ကနေတိုက်ရိုက်ခေါ်ပြီးတင်သွင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်ထိုင်ဘက်ကနေစူးစမ်းနေကြတဲ့ fighter တွေထဲမှာတော့135စင်းမြင့်ထက်အထိတလန်းနိုင်တဲ့ fighter ကအတော်ကိုရှားပါတယ်။ကျွန်တော်မှတ်မိသလောက်ပြောရရင်ထွန်းမင်းနိုင်ကအဲ့ဒီပုံစံမျိုးနဲ့ပထမဆုံးအကြိမ်တလန်းခဲ့တာပါ အဲ့ဒီနောက်မှာတော့ဆွန်ရဲဆော့ဆန်များတို့က135စင်မြင့်ထက်တီတက်လန်းခဲ့တာဖြစ်ပါတယ်။သူတို့လေးတွေပြီးနောက်ပိုင်းမှာတော့135စင်မြင့်ထက်မှာထိုင်းဘက်ကနေစူးစမ်းနေကြတဲ့ဖိုက်တာတွေကအခွင့်အရေးရတာအတော်လေးရှာပါတယ်။ဒါကလည်းသူ့အကြောင်းရင်းနဲ့သူရှိပါတယ်။ကျွန်တော်တို့မြန်မာလူငယ်ဖိုက်တာတွေကနိုင်ငံတကာကဖိုက်တာတွေလိုဂျင်ဂျေးကိုကိုယ့်အနေနဲ့တူပေးကိုပွဲကိုကိုစီစဉ်တဲ့ပုံစံမျိုးတွေဘယ်သူမှမတတ်နိုင်ပါဘူး။ အကုန်လုံးကစူးစမ်းရုံးတက်မဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒီနယ်တဲကိုခြေဆန်းကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ထိုးကျရလာမှဂျင်းကပြန်ပြီးဖြတ်တဲ့ပုံစံမျိုးတွေနဲ့မွေးထိုင်းပွဲတွေစတင်ထိုးသက်နေကြတာပါအဲ့လိုပုံစံမျိုးနဲ့ပိုပြီးကောင်းတဲ့အမျက်နှာရကိုတက်လန်းနိုင်ဖို့အတွက်ဖိုက်တာလေးတွေကအိမ်မက်တွေမက်ထားကြတာဖြစ်ပါတယ်ဒီခင်းကျင်းမှာသူတို့အကြောင်းပြောနေကြစကလုံးတစ်ချို့ကိုကျွန်တော်ကပြန်ပြီးဖောက်တဲ့ခြားကြပါတယ် ဝမ်ချမ်ပီယံရှစ်စင်မြင့်ထက်တီတက်လန်းညင်နေဆိုရင်ထိုင်းဘက်ကနေကြိုးစားတာထက်မြန်မာဘက်ကနေကြိုးစားတာကပိုပြီးတောင်လွယ်ကူလိမ့်မယ်ဆိုပြီးသူတို့ကညှိတွားကြတာပါတကယ်လက်တွေ့မှာလဲအဲ့ဒီအတိုင်းပဲလို့ကျွန်တော်ကဆိုကြည့်ခြင်းပါတယ်သူတို့ကထိုင်းမှာနေပြီးမွေးထိုင်းပွဲတွေထိုးခြင်းစူးစမ်းတာမှန်ပေမဲ့တကယ်လက်တွေ့အမှန်တရားမှာတော့အဲ့လောက်ထိလွယ်ကူတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ One Championship ကထိုင်းဘက်ကနေလာပြီးထိုးမဲ့ Fighter တွေဆိုရင် Record ကိုတေချာကိုကြည်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ကြည်လဲဆိုတော့ငါချီပုံစံမျိုးတွေမှာဘယ်လိုဖိုက်တာတွေကိုအနိုင်ရထားပြီးပြီလဲနိုင်ပွဲဆက်အရေးအတွက်ကဘယ်လောက်ထိများပြီးပြီလဲဆိုတဲ့ပုံစံမျိုးတွေနဲ့ရှိမှသူတို့က one fairy fight စင်မြင့်ထက်အခွင့်အရေးပေးတာဖြစ်ပါတယ်ဒါကလည်းလက်ရှိကိုလေ့ကျင့်နေတဲ့ဂျင်က one fairy fight စင်မြင့်ထက်အထိတက်လန်းဖို့လမ်းကြောင်းတွေဖောက်ထားနိုင်တဲ့ဂျင်မျိုးဖြစ်မှာဒီလိုပုံစံမျိုးဆက်ပြီးရှောင်းလန်းလို့ရတာပါ ကိုရဲ့ဂျင်းက135စင်မြင့်ထက်အထိတင်လွှင့်နိုင်ခြင်းမရှိဘူးဆိုရင်တော့အဲ့ဒီဖိုက်တာတွေအနေနဲ့ဘလောက်ကြိုးစားကြိုးစားရမထင်ပါဘူး။အဲ့လိုပုံစံမျိုးနေတဲ့ထိုင်းဘက်မှာကြိုးစားနေတဲ့ fighter အများစုကဝဲလေလှဲ့နေချတာဖြစ်ပါတယ်။နောက်ထပ်ပြောပြရမယ့်အဓိကအကြောင်းအရာတစ်ချက်လည်းရှိသေးပါတယ်။အဲ့ဒါကဒီ fighter လေးတွေဟာသူတို့ရဲ့စွမ်းဆောင်ရည်ကောင်းတွေတိုးတက်လာဖို့အတွက်ကိုယ့်လက်ကိုယ်ခြေဟန်းနဲ့ကြိုးစားပိုင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ဂျင်းတွေမှာမိကိုနေကြတာဖြစ်လို့ဂျင်းကပွဲလက်ခံတဲ့ပုံစံမျိုးအတိုင်းထိုးပေးကြရပါတယ်။တချို့ဖိုက်တာလေးတွေဆိုရင်ဆယ်ရက်အတွင်းမှာတဲ့နှစ်ပွဲလောက်ထိုးသက်ပေးရတာပါ။အဲ့လိုပုံစံမျိုးနဲ့ဆိုရင်တော့ဘလော့ခီစွမ်းဆောင်ကြီးကောင်းပါစေနိုင်ပွဲဆက်ဖို့ကအတော်ကိုမလွယ်တာပါ။ကျွန်တော်မှတ်မိတဲ့လောက်ပြောရမယ်ဆိုရင်2025ခုနှစ်အစောပိုင်းမှာတော့ငါထိုင်းဘက်မှာနိုင်ပွဲဆက်တဲ့မြန်မာဖိုက်တာတွေအတော်ကြီးကိုများခဲ့ပါတယ်။ သို့တော်လည်းအဲ့လိုပုံစံမျိုးနဲ့ပွဲတွေစိတ်ပြစ်လိုက်တဲ့အချိန်မျိုးမှာတော့ကျွန်တော်တို့ရဲ့ fighter အများစုလဲရလက်တွေဇက်တိုက်ဆိုပါကြပါတယ်အဲ့ဒီပုံစံမျိုးနဲ့သူတို့ရဲ့125စင်မြင့်ထက်မျောလင်းချက်တွေကတဖြည်းဖြည်းနဲ့အယောင်မှိန်လာခဲ့တာပါပြီးခဲ့တဲ့ရပ်ပိုင်းတွင်းကတော့အဲ့ဒီခီလန်ဆိုကိုဖောက်ထွက်ပြမဲ့ fighter တယောက်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီ fighter ကထိုင်းရောက်မြန်မာတွေအကုန်လုံးယင်းနီထားပြီးသား fighter ဖြစ်တဲ့ရဲရင်နောင်ဖြစ်ပါတယ် ရဲရဲနောင်ဟာ24ရက်နေ့မှာထိုးမဲ့ပွဲမှာအနိုင်ရမယ်ဆိုရင်135စင်မြင့်ထက်အထိခွင့်ရရနိုင်တဲ့ဆိုတဲ့သတင်းတွေကထိုင်းရောက်မြန်မာတွေကြားမှာပြန့်နှံ့ခဲ့ပြီးတာပါဂိုင်ဂါချင်းဖိုက်တာကလည်းဒါကသူ့အတွက်ခွင့်ရကောင်းဖြစ်လို့အများကြီးကိုကြိတ်ပြီးကြိုးစားခဲ့ပါတယ်။သူ့ရဲ့ပတ်ဝန်းကျင်ကလူတချို့နဲ့ဆက်သွယ်ရဖြစ်နီးပြဖြစ်သူနဲ့အမှန်ကန်ကိုလေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ဒီနေရာမှာရဲရဲနောင်ရဲ့နီးပြအကြောင်းလေးကိုထည့်ပြီးပြောဖို့လိုမယ်ထင်ပါတယ်။ ။ရဲနောင်ရဲ့နေပြားကဒီကလေးရဲ့အလားလာကဘလောက်ထိရှိလဲဆိုတာအစောကြီးကတည်းကယုံကြည်မှုရှိဟန်တူပါတယ်။သူ့ရဲ့လက်ရှိတပည့်တွေထဲမှာလဲ135စင်မြတ်တဲ့လက်စွမ်းပြနေတဲ့ fighter တယောက်ပိုင်ဆိုင်ထားပါတယ်။သူရဲ့ Segu ကဘွဲရည်အတွက်မြ мян ထိုးပေးနိုင်တဲ့ fighter မျိုးထက်ဘွဲနဲ့နဲ့ဘွဲကြီးဘွဲကောင်းတွေမှာအနိုင်ရတဲ့ fighter မျိုးကိုပဲပို့ပြီးလိုချင်ဟန်ရှိပါတယ်။ဒါကြောင့်မို့လို့ရဲရဲနောင်ကိုဘွဲတွေစိတ်ပြစ်တာမျိုးတွေလုံးဝမရှိခဲ့ပါဘူး။ ။ဘွယ်လက်ခံတဲ့အနေထားမှာလဲသူစိတ်တိုင်းကြဖြစ်မှလက်ခံပြီးထိုးခိုင်းတာပါ။အဲ့လိုပုံစံမျိုးနဲ့သူဟာရဲရဲနောင်ကိုသိချောက်ကိုထွင်ခဲ့ပါတယ်။ရဲရဲနောင်ကိုတိုင်ကလည်းဒီလိုဆရာမျိုးနဲ့လက်တွဲခွင့်ရတဲ့အနေထားမျိုးမှာအမှန်ကန်ကိုစူးစမ်းခဲ့တာပါမနေ့ကတော့135စင်းမြင့်ထက်တလန်းခွင့်ရမယ့်အဆုံးဖြတ်ပွဲမျိုးကိုရဲရဲနောင်ကထိုးသက်ခဲ့ပါတယ်ပထမအချိန်မှာပဲပြိုင်ဘက်ဖြစ်သူကိုအမှောက်သိပ်ပြခဲ့တာပါ ကျွန်တော်ဖြင့်အဲ့ဒီအကြောင်းကို Facebook ပေါ်မှာတောင် status တွေတင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကလကနောက်ွယ်မှာကြားထားရတဲ့အကြောင်းရင်းတွေကဒီလိုဒီလိုပုံစံမျိုးလေးရှိလို့ကျွန်တော်တို့ရဲ့ပြည်သက်တွေကိုရင်းနှီးမှုရစေချင်တာဖြစ်ပါတယ်။ဒီမနက်မှာတော့ရဲရဲနောင်ရဲ့ဆရာဖြစ်သူကမကြခင်လူမီနီမှာတွေ့ရမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ state တွေရေးလာပါပြီ။အဲ့ဒီတော့ကျွန်တော်တို့ရဲ့ fighter လေးတယောက်ကမကြခင်135စင်းမြင့်ထက်မှမြင်ရဖို့လာလာကောင်းနေဖြစ်နေပြီလို့ယူဆလို့ရပါတယ်။ ဒီကြားထဲဘွဲစီစဉ်တဲ့အပိုင်းတွေမှာဖူးထစ်မဖြစ်ပါစေနဲ့လို့ပဲမျှော်လင့်ရမှာပါရဲရဲနောင်ဟာပင်ကိုပါရမီပြည့်ဝခဲ့တဲ့လူငယ်ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်ဒီကနေ့အကောင်းဆုံးပုံစံမျိုးနဲ့ကြီးကြပ်မောင်းနှင်ပေးမယ်ဆိုရင်အတိုင်းအတာတစ်ခုတည်းတောင်ခေးရောက်သွားနိုင်တဲ့စွမ်းဆောင်ရည်မျိုးတွေပိုင်ဆိုင်ခဲ့ဘူးသူပါဒါကြောင့်မလို့ကျွန်တော်ကပြီးခဲ့တဲ့လပိုင်းနေ့အတွင်းတုန်းကရဲအောင်တဲ့အင်တာဗျူးကိုတိချာကြီးကိုပြိတ်သက်တွေစီချပြခဲ့သေးပါတယ် ဒီလိုအလားအလာမျိုးလေးတွေရှိလို့ဒီဖိုက်တာမျိုးတွေကိုပြည်သက်တွေကလည်း YMB ထင်ကြောင်းဖို့လိုအပ်တယ်ထင်လို့ကျွန်တော်ကပြည်သက်တွေစီချပြခဲ့တာပါခုတော့အဲ့ဒီချိန်တုန်းကကျွန်တော်မျှော်လင့်ချက်ထားခဲ့မှုတဲ့နေ့ရက်တွေကရောက်ရှိလာဖို့မဝေးတော့ဘူးလို့ဆိုလို့ရနေပါပြီ။ရဲရဲနောင်အနေနဲ့သူအိမ်မက်မက်နေတဲ့ဝမ်လူပီနီစင်းမြင့်ထက်ထိတလန်းနှိုင်းမစေးလို့လဲဆန္ဒပြပါရခင်ဗျာ။ ဆက်လက်ပြီးမကြေပွဲမှာမာလီကင်ကိုသုံးကြိမ်အတွက်အပြတ်ချိန်ပြမယ်လို့ကြွေးကြော်လိုက်တဲ့ရူရူအိုမာကင်းဆိုတဲ့အကြောင်းအရာကိုပြောပြခြင်းပါတယ်။မြိတ်တယ်များခင်ဗျာ One Championship ကအမေရိကဆေးကွက်အတွက်ခြေလှမ်းတွေနောက်ဆုတ်လိုက်ပြီး နောက်ပိုင်းဂျပန်ဆေးကွက်ကိုပြန်ပြီးအာယုံဆိုင်နေပါပြီ။ချီတာအရှာကဇေကွက်တချို့နဲ့ဂျပန်ဇေကွက်ကိုတော့သူတို့ကမိရအခိုင်မာရယူဖို့ဆုံးဖြတ်ထားပွဲရှိပါတယ်။ ဒါကြောင့်မို့လို့မြန်မာပြည်ကမြန်တဲ့ fighter တွေကိုစက်တိုက်ခွင့်ရေးတွေပေးလာသလိုဖိလစ်ပိုင်က fighter တွေဆိုရင်လည်းအရင်တို့အများကြီးထိမြင့်နေပြီးကိုခွင့်ရေးတွေပေးနေတာပါလို့အကြောင်းရင်းတွေကြောင့် one championship ဟာအာရှဇေကွက်ကိုတော့အခိုင်အမာရယူတော့မယ်ထင်ပါတယ်။ပြီးခဲ့တဲ့ရပိုင်းတွင်းလုံးကတော့1173ပြိုင်ပွဲကိုဂျပန်မှာကျင်းပမဲ့အကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ပွဲချိုသတင်းစာရှင်းလင်းပွဲကိုလည်းဥက္ကဋ္ဌချက်ထွေကဂျပန်မှာကျင်းပခဲ့တာပါ။ အဲ့ဒီကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပါဝင်လာမဲ့အဓိကခေါင်းပွဲကြီး၂ပွဲကိုချပြသွားခဲ့ပါတယ်။အဓိကခေါင်းပွဲကြီးအဖြစ်နိုအီရီနဲ့စူပါဘွန်းတို့ကဖေတာဝိတ်ကစ်ပေါက်စင်ချန်ပီယံအဆင့်မှန်ဂုံပုတ်ကိုအဖြစ်ထုတ်ကြားမှာပါ။ကိုမိန်ပွဲစဉ်ဖြစ်တော့ဟေဘဝိတ်တန်းကဖိုက်တာကြီး၂ယောက်ဖြစ်တဲ့မာလီကင်နဲ့ရူရူအူမာကင်တို့ကဒုတိယမြောက်မချေပွဲဆော်ကြမှာဖြစ်ပါတယ်။ အဲ့လို promotion ဘက်ကချပြပြီးမှာပဲစီနီကောချက်မြန်ကြီးကမာလီကင်ကိုတုံးချီတွန်းမှာပဲအပြတ်စော်ပြမယ်ဆိုတဲ့အကြောင်းအခုလိုပြောဆိုသွားခဲ့ပါတယ်။မာလီကင်ကတော်တယ်တကယ်ကောင်းတဲ့ fighter ဆိုပြီးလူတိုင်းကပြောကြပါတယ်။သူမှာ strike ကစားတတ်တယ်ဘောက်စင်ထိုးပုံလည်းအတော်လေးကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ကဦးမာလေးဦးမာကင်ကနံပါတ်1 fighter ပါ။ သူကကျွန်တော်ကိုထိကျက်တချို့ရအောင်ထိုးပြနိုင်ခဲ့တယ်လို့ကျွန်တော်ကလည်း African Power အပြည့်ပါပဲ။သူရဲ့ထိုးချက်တွေကသိပ်ပြီးမခံစားရတာမို့ထက်စော်စမ်းမကွာဆိုတဲ့ပုံစံမျိုးနဲ့တောင်ရင်ဆိုင်ပြခဲ့တာပါ။ဒီဒီကျိန်မာလီကဲနဲ့ထိုးမဲ့ပွဲကတော့တုံးကြီးထက်မပိုပါဘူး။ဒါကလေးနဲ့ထားပြီးကိုပြောနေတာပါ။လွန်ဆုံးဆော်ရတုံးကြီးပါပဲ။နှစ်ချီနဲ့လဲပွဲပြီးသွားနိုင်ပါတယ်။တုံးကြီးမြောက်မှလဲပွဲပြီးသွားနိုင်ပါတယ်။ ဒီထက်တော့လုံးဝမပိုစေရပါဘူးဆိုပြီးပုံစံမျိုးနဲ့ဂျုံဝါသွားခဲ့ပါတယ်ဝမ်ချမ်ပီယံရှစ်ဟာဒီပြိုင်ပွဲကိုဂျပန်မှသွားပြီးကျင်းပမှဖြစ်လို့1172ပြိုင်ပွဲတုန်းကအတိုင်းဂျပန်ဖိုက်တာတွေကိုအဓိကအားပြုပွဲထုတ်လာပွဲရှိပါတယ်။ဒီတစ်ခါမှာတော့ခါတိုင်းကျင်းပနေကြကျိုးဝိုင်းပုံစံမျိုးနဲ့ကျင်းပမှမဟုတ်ပါဘူး။ဩခရာချက်တွေကတန်စကာဝိုင်းနဲ့ကျင်းပမှဖြစ်တဲ့ဆိုတဲ့အကြောင်းကိုသတင်းစာရှင်းလင်းပွဲမှာကတည်းကတရားဝင်အတည်ပြုသွားခဲ့ပါတယ်။ ဒါကြောင့်မလို့1173ပြိုင်ပွဲမှာတော့တန်စကာဝိုင်းတွင်ထိုးချိတ်ကြတဲ့ပုံစံတွေကိုပြန်လည်မြင်တွေ့ကြရမှာဖြစ်ပါတယ်ဆလဘီမကြခင်မှာကျင်းပတော့မဲ့ UFC 370ပြိုင်ပွဲမှာဝင်ရောက်ထိုးသက်တော့မဲ့ကျွန်တော်တို့ရဲ့ချင်းလူငယ်ဖိုက်တာလေး Joshua Ben နဲ့သူ့ရဲ့နောက်ွယ်ကနေထင်းကြောင်မောင်းနှင်ပေးတဲ့သူတွေအမျိုးမြင့်ကြီးပုံအကြောင်းလေးကိုပြောပြချင်းနေပါတယ်။ဒါကကျွန်တော်တို့မြန်မာပြည်ကဖိုက်တာတွေအတူယူလို့ရအောင်ကျွန်တော်ကဆွဲထုတ်တင်ပြကြည့်တာပါ။ ကဘာကျော် promotion မှာဒလိုလူငယ် fighter လေးကဘလို ပုံစံမျိုးနဲ့စနစ်တကျကင်တွဲ mountain နေတဲ့ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုလည်းသိစေချင်လို့ဖြစ်ပါတယ်။ပြည်သက်များခင်ဗျာ Joshua Ban ဟာ UFC 370ပြိုင်ပွဲမှာဝင်ရောက်ထိုးသက်ဖို့အတွက်ဒီမနက်မှာပဲ Let's Speaker ကိုရောက်ရှိလာခဲ့ပါပြီ။အဲ့လိုမလာခင်ကတည်းကမကြခင် Let's Speaker ကိုလာတော့မယ်ဆိုတဲ့အကြောင်းကိုသူက state တက်တင်ပြီးအသိပေးခဲ့ပါတယ်။ လက်ရှိမှာသူနဲ့လိုက်ပါလာသူတွေကတော့သူ့ရဲ့လေ့ကျင့်ပေါ်လက်ရှိ UFC fighter တယောက်ဖြစ်တဲ့ Michael Hwen နဲ့ BJJ နီးပြကြီး Joseph တို့ဖြစ်ပါတယ်။သူတို့အဖွဲ့ဟာဒီမနက်ပိုင်းမှာကတည်းကလက်စပီကာကိုရောက်ရှိနေပါပြီ။ဘောက်ဆင်နီးပြကြီး Jose Pesque striking နီးပြ friend နဲ့ MMA နီးပြ Daniel ရဲ့ပနေထားတို့အရေးရောင်တွေကိုတော့မတွေ့ရသေးပါဘူးဒီနီးပြကြီးတွေကနောက်ပိုင်းမှာ Joshua Ben နဲ့ Light Bar ပူးပေါင်းသွားပွဲရှိနေပါတယ် ဂျိုရှွာဘန်ဟာဒီပွဲချင်းကတဲ့အနေထားမှာအတော်ကြီးကိုစနစ်ကျလွန်းတယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ပြန်ပြီးပြင်ဆင်ချိန်ကသုံးသက်ဝင်းကျင်ပဲရပါတယ်။လိုပြင်းစင်ခွင့်ရတဲ့အနေထားမှာသူက training ဘိုင်းတွေဝိတ်ကက်လုပ်တဲ့ဘိုင်းတွေကိုပဲအဓိကအသာပေးအာရုံစိုက်ခဲ့တာပါ မီဒီယာဂျူတီတွေကတော့သူကအများကြီးလှုပ်ဆောင်တာမဟုတ်ပါဘူးဘလို့အကြောင်းအရာမျိုးကြောင့်လဲဆိုတာထပ်ပြီးရှင်းပြခြင်းနေပါတယ် ဒီပွဲချင်းခဲ့တဲ့အနေအထားမှာဂျိုရှွာဘန်နဲ့အမြင့်ကသတင်းတောက်တွေရဲ့အင်တာဗျူးတွေကိုပြည်သက်တွေအများကြီးမမြင်ခဲ့ကြရပါဘူး။ဒါကလည်းကိုက်ဂိုက်ရှင်ဖိုက်တာကသူပြင်ဆင်တဲ့ပိုင်းတွေကိုပို့ပြီးအာယုံစိုက်ထားလို့ဖြစ်ပါတယ်။အချောင်းရင်းကဒီလိုပါ။ဒီပြိုင်ပွဲက International Fight Week ကာလမှာကျင်းပမှာဖြစ်ပါတယ်။ဂျိုရှွာဘန်ကမိန့်ကတ်ခေါင်းစဉ်အောက်ကနေတတိယမြောက်အရေးပါဆုံးပွဲပုံစံမျိုးနဲ့ထိုးသံရမှာပါ။ဒါကြောင့်မလို့ရှေ့ပွဲတွေတုန်းကပုံစံမျိုးနဲ့လုံးဝမတူပါဘူး။ ဘရီလန်ကောင်းစက်အောက်မှထိုးတော့ကတော့ကိုပွဲကိုချင်းကက်ပြီးကိုအကြောင်းကိုအာယုံဆိုင်နေရုံပါပဲသို့တော့ဒီတစ်ခါမှတော့မင်းသားအဖြစ်နဲ့ပွဲကိုထိုးရမှာပါအဲ့လိုမင်းသားအဖြစ်နဲ့ပွဲထိုးရတဲ့အနေအထားမှာမီဒီယာဂျူဘီတွေကလည်းဖိုက်ဝီတစ်ခုလုံးလှုပ်ဆောင်ကြရပါတယ် UFC နဲ့ပါတနာရှစ်ချုပ်ဆိုထားတဲ့မီဒီယာတွေ UFC ကနေရုပ်သံထုတ်လွှင့်မှုမူပိုင်ခွင့်ဝယ်ယူထားတဲ့မီဒီယာတွေကဒီ5 week ကာလမှာအဓိကပွဲစဉ်တွေအဖြစ်ထုတ်သက်ကြမဲ့ fighter တွေကို interview တွေ set လိုက်လုပ်ကြတာပါ ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ view တွေပိုပြီးများလာအောင်ဘယ်လိုပုံစံမျိုးနဲ့ချင်းကပ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Joshua Pan ဟာမိကကောင်းစားအောက်ကနေထိုးရတဲ့အနေထားမှာမီဒီယာကျူတီတဲ့အများကြီးကင်တွေရတဲ့ဆိုတဲ့အကြောင်းကိုရှေ့ကဗီဒီယိုမှာတော့ကျွန်တော်ကအရင်မြန်ထည့်ပြောခဲ့တာပါ။ဒီမနက်မှာလဲ Let's Week ကို ရောက်ရောက်ချင်း interview တွေတံပီးလုပ်ရပါတယ်။ရင်းစုံအနေနဲ့တိတဲ့တွေကသူ့ကိုအမှတ်ရပုံစံမျိုးနဲ့လက်မှတ်တွေရေးထိုးခိုင်းတဲ့ပုံရိပ်တွေထွက်ပေါ်ခဲ့ပါတယ်။ အရင်နောက်မှာတော့ ESPN နဲ့ interview နီနာဒရာမာနဲ့ interview တွေလည်းထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီကာလရောက်ရင် interview တွေအများကြီးဖြေရမယ်ဆိုတာ Joshua Pan ရဲ့အဖွဲ့ကအစောကြီးကတည်းကကြိုတွက်ထားပြီးပါပြီ။အဲ့လိုအကြောင်းရင်းတွေကြောင့် Let's be get မရောက်မချင်း Joshua Pan ကအခြားသော media သမားတွေနဲ့အများကြီး interview လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါကဘာလဲဆိုတော့ management scale ဘယ်လောက်ထိအမြင်ကြီးလဲဆိုတာဖော်ပြနေတာပါ။ သူအနေနဲ့ပြင်စင်ကြိမ်သုံးဘက်ကာလရတဲ့အနေအထားမှာထွင်းနီပိုင်းအတွက်ပိုပြီးအာယုံဆိုင်ခဲ့တယ်လို့လက်စပီကရောက်တာနဲ့မီဒီယာကျူတီတကောပိုပြီးအာယုံဆိုင်တော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့တိချကန်နခွဲထားတာဖြစ်ပါတယ်။တနည်းဆိုရရင်ပွဲကိုချင်းကက်တဲ့အပိုင်းမှာအကောင်းဆုံးပုံစံမျိုးနဲ့ချောချောမွေ့မွေ့ဖြစ်အောင်သူ့ရဲ့အဖွဲ့ဝင်တွေကစီမံထားတာပါ။ကျွန်တော်ကအဲ့ဒီအကြောင်းအရာကိုမြင်လို့ချီးကျူးမိတာဖြစ်ပါတယ်။ ကြောင်းအရာကိုဆက်ပြီးပြောရမယ်ဆိုရင်ဒီပြိုင်ပွဲကဂျိုရှွာဘန်အနေနဲ့မိန့်ကတ်ကောင်းဆယ်အောက်ကနေပထမဆုံးထိုးသက်ခွင့်ရတဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်။တနည်းဆိုရရင် UFC မှာစုစုပေါင်း၈ပွဲအထိထိုးထားပြီးပြီဆိုပေမဲ့ဒီပွဲချင်းကတ်တဲ့တွေ့ကြုံတွေနဲ့လုံးဝတူမှာမဟုတ်ပါဘူး။ဆော်ပိုင်းတော့ကပြောခဲ့သလိုပီလင်းကောင်းဆောင်မှာထိုးတဲ့ fighter တွေကကိုပွဲကိုပဲတီးတဲ့အာယုံဆိုင်နေုံမှာမိကကောင်းဆောင်အောက်က fighter တွေကတော့ media duty တွေပါတွဲပြီးလှုပ်ဆောင်ကြရပါတယ် ဒီပြိုင်ပွဲကမိမဘူးနဲ့ကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အပြင် International Fight Week Gala မှာကျင်းပတဲ့ပြိုင်ပွဲဖြစ်နေတဲ့အတွက်ပိုပြီးတောင်လှုပ်ရှုပ်အောင်ပါပါ Joshua Ban ရဲ့အဖွဲ့ဝင်တွေဟာဒါတွေကိုကြုံမြင်နေတဲ့အတွက်တီချာကြီးကိုချင်ကပ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ချီးကျူးခြင်းနဲ့ပိုင်းလေးတွေလည်းကျန်နေပါတယ်။ UFC ဟာအခုလိုပေးပါဘူးနဲ့ကျင်းပတဲ့ပြိုင်ပွဲမျိုးဆိုရင်ပြိုင်ပွဲပေါ်ပြည်သက်တဲ့စိတ်ဝင်စားမှုရှိအောင်အဓိကပါဝင်ထိုးသက်မဲ့ fighter တွေကပြိုင်ပွဲကိုဘလို့ချင်းကပ်ကြတယ်ဘလို့ပုံစံမျိုးတွေပြင်ဆင်ကြတယ်ဆိုတဲ့အကြောင်းတွေကို B block ပုံစံမျိုးနဲ့ရိုက်ကူးတင်ဆက်လေးရှိပါတယ်။ဒါလို့ B block တွေကိုပွဲအကျိုးမှအပိစုတ်တွေခွဲပြီးကိုချပြခဲ့တာပါ။ Joshua Bango UFC 360ပြိုင်ပွဲမှာကလေးကဒီနေရာမှာစတင်ထည့်သွင်းပွဲထုတ်ခဲ့ပါတယ်။ အဲ့ဒီတုန်းကကျွန်တော်တို့ရဲ့ချင်းဖိုက်တာလေးဟာအော့စလင်ပေါ့စင်ဂျင်မှလေ့ကျင့်နေတဲ့ပုံရိပ်တွေကို ခြားပြခဲ့ပါတယ်။သဘောကသူလေ့ကျင့်နေတဲ့ဂျင်ကဘလို့ပေါ့စင်ဂျင်မျိုးလဲဆိုတာတကမာလုံးကိုခြားပြသွားတာဖြစ်ပါတယ်။ UFC 370ပြန်ပွဲချင်းကတဲ့အနေထားမှာတော့ပေါ့စင်ဂျင်ကိုပွဲမထုတ်တော့ပါဘူး။နောက်ထပ် MMA ဂျင်ဖြစ်တဲ့ Four on Fight Club ကပုံရိပ်တွေကိုခြားပြရိုက်ကူးခဲ့ပါတယ်။ ။ဒါနည်းဆိုရရင်ရှေ့ပွဲမှာတော့ကဘောက်စင်ဂျင်ကိုချပြထားပြီးပြီးဖြစ်တဲ့အတွက်ဒီတစ်ခါမှတော့ MMA ဂျင်ကိုထပ်ပြီးချပြတာပါ။သူ့ရဲ့အဓိကဂျင်တွေကဘလို့ဂျင်တွေလဲဆိုတာပြည်သက်တွေသိသွားအောင်တစ်ခုချင်းပုံစံမျိုးနဲ့ချပြတာမျိုးဖြစ်ပါတယ်။ဒါကအတော်လေးကိုစိတ်ကူးစိတ်တန်းကောင်းတယ်လို့ကျွန်တော်ကမှတ်ချက်ပေးကြည့်ခြင်းပါတယ်။ဘာလို့လဲဆိုတော့ဂျင်းတစ်ခုစလုံးက သူနည်းနဲ့သူအေးပါတဲ့ဂျင်းတွေပါ။ ဲ့လိုအနေထားမျိုးမှာဘသူဘသူကမှအသာပေးဖော်ပြတဲ့မျိုးမရှိအောင်သူကကဏ္ဍကွဲပြီးအခုလိုလှုပ်ဆောင်သွားတယ်လို့မြင်ကြည့်မိပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Joshua Ban ကမြန်မာကိုစားပြုဖိုက်တာဆိုတာတကမ္ဘာလုံးသိအောင်ချပြထားပြီးပါပြီ။မြန်မာအလံကိုလည်းဂုံယူဝင်ကြွားစွာနဲ့အဲဒကန်ဝိုင်းအတွင်းခြုံပြီးဝင်ရောက်လာတဲ့ပုံရိပ်တွေပြည်သက်တွေအကုန်လုံးလည်းမြင်ထားပြီးပါပြီ။ ဒါကြောင့်မို့လို့မြမကြောက်တိအောင်လှုပ်ထားပြီးပြီးမို့ဒီတစ်ခါမှတော့သူ့ရဲ့ချင်းလူမျိုးတွေအကြောင်းသိအောင်သူကသေချာကိုစနစ်တကျနဲ့ချင်းကပ်သွားခဲ့ပါတယ်မင်းညာက UFC ဟာသူတို့ရဲ့ YouTube channel ကနေတစ်ဆင့် Vlog CD episode 2ကိုချပြခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာလဲ Joshua Pan ရဲ့ပုံရိပ်တွေကိုထည့်သွင်းဖော်ပြခဲ့တာပါ။ဒီတစ်ခါမှာတော့ချင်းလူငယ်ဖိုက်တာလေးကချင်းမျိုးသားဝစ်စံကိုတတရရဲ့ဝစ်စံထားတဲ့ပုံရိပ်တွေနဲ့ရိုက်ကူးခံခဲ့ပါတယ်။ ဒါကပါလဲဆိုတော့သူကချင်းလူမျိုးဖြစ်တဲ့ဆိုတဲ့အကြောင်းချင်းလူမျိုးတွေကဒီလိုပုံစံမျိုးဝတ်ဆင်ကြတယ်ဆိုတဲ့အကြောင်းအရာတွေကိုတကဘာလုံးကိုခြားပြလိုက်တာပါသူရဲ့ဝစ်စားဆင်းရဲမှုကြောင့်မြန်မာဘက်ကချင်းလူမျိုးတွေနဲ့မဟုတ်ပဲအိန္ဒိယဘက်ကသူတို့ရဲ့မျိုးနွယ်ဝင်တွေအားလုံးကပါဂုဏ်ယူနေကြမှသိကြပါဗျ။ဂျိုရှွာဘန်ကအဲ့လိုပုံစံမျိုးနဲ့ရလာတဲ့အခွင့်အရေးတိုင်းကိုထီထီမိမိဆုပ်ကိုင်နေတာပါ။ ။ဒါကြောင့်မို့လို့သူ့ရဲ့ကလကနောက်ွယ်ကနေပိတ်ကင်ပေးနေကြတဲ့သူတွေဟာအတော်ကြီးကိုအမျိုးမြင်ကြီးတယ်လို့ကျွန်တော်ကထုတ်ဖော်ချီးကျူးမိတာဖြစ်ပါတယ်။မြန်မာပြည်ကဖိုက်တာလေးတွေအနေနဲ့လဲဒီလိုကမ္ဘာဆင်းမြင့်ထက်အထိတက်လန်းတဲ့အနေအထားမှာဒီလိုပုံစံမျိုးတွေနဲ့ခြားပြလို့ရတယ်ဆိုတာမြင်သာအောင်ကျွန်တော်ကဆွဲထုတ်တင်ပြတာမျိုးလည်းဖြစ်ပါတယ်ဆယ်လဘီ1ချန်ပီယံရှစ်ကသတင်းအကြောင်းအရာတချို့ကိုပြောပြခြင်းနေပါတယ် ပရိုမိုရှင်းဟာဒီတစ်ပတ်တောက်ကြနေမှာတော့မြန်မြန်ဆန်ဆန်ခန်းခန်းနားနားနဲ့ကျင်းပမဲ့145 140ပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲရဲ့ကောင်းပွဲကအနိကက်ကြောင့်မှခမခမဖြစ်ပြီးပြတ်သွားခဲ့ပါပြီ။ဂူလဒန်နဲ့ဖိလပီလိုဘိုတို့ဟာဒီပြိုင်ပွဲမှာကောင်းပွဲထိုးသတ်ဖို့စီစဉ်ထားတာပါ။ဂူလဒန်ကအနိကက်ကြောင့်မှဒဏ်ရာပြဿနာရရှိသွားလို့နှုတ်ထွက်လိုက်ရတာဖြစ်ပါတယ်။ထိုင်းဘက်ကအရင်မြစ်တချို့ကတော့ခါယိုထိသွားတယ်လို့ဆိုပါတယ်။ ဂိုင်ဂက်ရှင်ဖိုက်တာကလည်းသူကဒီတိုင်းပုံစံမျိုးနဲ့နှုတ်ထွက်တာမဟုတ်ဘဲစစ်စစ်ရဲ့ရလက်တွေကိုပါချပြပြီးမြစ်သက်တွေကိုအသီးပေးသွားခဲ့ပါတယ်ဝမ်ချန်ပီယံရှစ်ကလည်းအနိကရောက်မှဒီလိုကမကမပုံစံမျိုးဖြစ်တဲ့အတွက်စားထိုးစရာဖိုက်တာရှာဖို့မလွယ်ဘူးဆိုပြီးဝန်ခံသွားခဲ့ပါတယ်။ဒါကြောင့်မလို့အဲ့ဒီတွဲဆိုင်ကိုဖြတ်ပြီးဆန်ကာတဲ့နဲ့ဆူအပလက်တို့တွဲဆိုင်ကိုကောင်းပွဲသည့်အဖြစ်သတ်မှတ်လိုက်ပါပြီ။ ဒီတစ်ပတ်ကျင်းပမဲ့145 140ပြန်ပွဲမှာ Titan Fighter Super Blood နဲ့ Rotan ရဲ့ရောက်ဖတ်ဆန်ကတစ်တို့တွဲဆိုင်ကကောင်းပွဲဖြစ်ထိုးသက်ကြမှာဖြစ်ပါတယ်ဆလဘီပရိုမိုးရှင်းကစက်တဘာ9ရက်နေ့မှာကျင်းပမဲ့15935ပြိုင်ပွဲအတွက်ပါဝင်လာမဲ့အတိတ်ကောင်းပွဲတစ်ခုကိုခြားပြလိုက်ပါတယ်။အဲ့တွဲဆိုင်ကမြို့သမီးချန်ပီယံကပ်လူပွဲတွဲဆိုင်ဖြစ်ပါတယ်။လစ်လက်နေတဲ့စတောဝိတ်မွေးထိုင်းချန်ပီယံကပ်ကို Jackie Putan နဲ့ Stella တို့ကထိုးကြမှာပါ။ ဒီနေရာမှာစတဲလာအကြောင်းလေးနေချင်းပြောပြချင်ပါတယ်။ဂျက်ကီဘူတန်ကဘလို့ဖိုက်တာမျိုးလဲဆိုတာကျွန်တော်တို့ပြည်သက်တွေလည်းသိထားပြီးသားမို့ဒီဖိုက်တာရဲ့အကြောင်းကိုတော့အများကြီးမပြောချင်တော့ပါဘူး။စတေလာကမကြခင်ကမှ1 Friday Fight စင်မြင့်ထဲလွှတ်စွမ်းပြပြီးဒေါ်လာ3သိန်းတန်စာချုပ်ရယူထားတဲ့ Fighter ဖြစ်ပါတယ်။အဲ့ဒေါ်လာ3သိန်းတန်စာချုပ်ရတော့ငါတောင်ထိုက်တန်ရလားမထိုက်တန်ဘူးလားဆိုတဲ့ပုံစံမျိုးတွေနဲ့မေးခွန်းထုတ်ခံခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့သူမက1 Friday by စင်မြတ်ထက်မှာစုစုပေါင်း3ဘွဲပဲထိုးရသေးပါတယ်။အဲ့ဒီ3ဘွဲစလုံးကိုတော့နိုင်ပါတယ်။သို့တော်လည်းအဲ့ဒီ3ဘွဲမှာအနိုင်ရတဲ့ပုံစံတွေကအရင်ကြီးပြောင်မြောက်တာမဟုတ်ပါဘူး။တိုင်းဆုံးဖြတ်နိုင်က2ဘွဲအနိုင်ရပါတယ်။နောက်ဆုံးပွဲမှာ KO9 ပွဲရပြီး promotion ဘက်ကဒေါ်လာ3000စာချုပ်ကိုပါချီးမြှင့်သွားတာပါ ဲ့လိုအနေထားမှာလဲဒေါ်လာသသိန်းနဲ့စာချုပ်ရလို့ဝမ်ချင်မြင့်ရှိပြိုင်ပွဲကြီးတွေမှာတပွဲမှာထိုးသက်ရခြင်းမရှိသေးပါဘူးအဲ့လိုပြိုင်ပွဲကြီးတွေမှာတပွဲမှာမထိုးသက်ရသေးဘဲနဲ့ချက်မြန်ကပက်လူပွဲတန်ပြီးဖန်နီပေးလိုက်တာပါဒါကတော့ promotion ကရေးခဲ့တဲ့ဇက်ညွန့်နေတဲ့မှာအတော်တကြီးကိုတည်တာထင်ရှားလွန်းတယ်လို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကချက်မြန်ကပက်စင်ကာပူဘွဲကောင်းစင်တွေတက်ချင်နေတဲ့အတွက်အခုလိုပုံစံမျိုးတွေအတင်းကိုဆွဲပြီးဖန်တီးနေတာပါ။ ဒါကပြည်သက်တွေသိအောင်ကျွန်တော်က ခြားပြကြည့်ယုံတာဖြစ်ပါတယ်။လာမယ့်နေ့တွေမှာလည်း MMA လောကကသတင်းတွေ UFC 370ပြိုင်ပွဲနဲ့ပတ်သက်နေတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို notification ယူထားချပါအောင်ခင်ဗျာ။